လိုပူပြင်းတဲ့ရာသီဥတုမှာအရေးသေးကောင်းတဲ့ tax visa တစ်လုံးတော့ဆိုင်တိုင်းမှာရှိဖို့လိုအပ်တယ်နော်။အရင်းနှုံးကို9နိုင်ကြောင်ထိမ့်မိထားနိုင်တယ်။ရေခဲကြောက်ပါဝင်တာကြောင့်မလို့ပြီးပြတ်သွားတယ်ဆိုရင်တော့မစိတ်ပူစရာမလို့။ပင်တော်ရဲ့စင်းနှုံးကရှိခံတဲ့အရေးသေးနဲ့ဒီဟုံဒီကနေ့နောက်ဆုံးရတဲ့သတင်းတွေကိုပြောပါမယ်။အုတ်ချုပ်ရေးပိုင်းကမျက်မျက်တတမလုပ်ရင်အေးယူမယ်လို့ဘကိုးမာတော့ဒေါန်ဆန်းစုကြည်ကပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ်တည်ငြိမ်အေဂျင့်ဖို့အစိုးရကကော်မတီတစ်ခုထပ်ဖွဲ့လိုက်ပြန်ပါပြီ။ဗလီထဲမှာတနက်နဲ့ဝင်ပစ်ပြီးတင်းရှောင်နေတဲ့တနက်သမားကိုနယူးဇီလန်ရဲတပ်ဖွဲ့ကရှာဖွေနေပါတယ်။ဒီသတင်းတွေကိုပြောမှာပါ။ပထမဆုံးသတင်းကတော့အတိုင်းမြင်ငယ်ပုတ်ကိုရဲ့သတင်းနဲ့စလိုက်ချင်ပါတယ်။ဘကိုးကပြည်သူတွေနဲ့တွေ့တဲ့အခါမှာ မတရားမှုကိုခံစားနေရတဲ့ပြည်သူတွေရှိတယ်ဆိုတာပေါ်ပေါက်လာတယ်လို့ဒေါန်ဆန်းစုကြည်ကပြောလိုက်ပါတယ်ဒီကနေ့မတ်လ15ရက်နေ့မနေ့ပိုင်းတော့ကဘကူးမြို့မှာဒေသခံပြည်သူတွေနဲ့ဒေါန်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တာပါပြည်သူတွေရဲ့တင်ပြချက်တိုင်ကြားစာရုံးနဲ့ပတ်သက်လို့ အုတ်ချုပ်ရေးပိုင်းကတကယ်ပဲမျက်မျက်တတမလုပ်ဘူးဆိုရင်တော့အစိုးရအနေနဲ့စီမင်းစီကန့်အရာအေးအေးယူသွားမှာဖြစ်တယ်လို့ဒေါန်ဆန်းစုကြည်ကပြောပါတယ်။ဒါပေမဲ့လည်းတချို့ကိစ္စတွေမှာအစိုးရအနေနဲ့တခုခုလုပ်ရတဲ့အခါတိုင်းပြည်သူတွေကိုဘာကြောင့်လုပ်တယ်ဆိုတာရှင်းမပြတဲ့အတွက်ပြည်သူတွေနားလည်မှုလွဲတာမျိုးတွေရှိတယ်ဆိုရင်လည်းပြည်သူတွေကိုလေးလေးဆဆရှင်းပြအောင်အစိုးရအဖွဲ့အနေနဲ့လုပ်ပေးမယ်လို့သူကထည့်သွင်းပြောပါသေးတယ်။ ပြည်သူတွေရဲ့စိတ်ထဲမှာတရားမျှတမှုမရှိဘူးလို့ထင်ရအောင်တစ်ခါတလေမှာမိကနေဝိုင်းမြောက်ပေးတာတွေလည်းရှိတဲ့အကြောင်းဆက်ပြောပါရတယ်။တချို့ကနိုင်ငံရဲ့တည်ငြိမ်မှုကိုဦးစားပေးတာမဟုတ်ဘဲနဲ့ရန်စပွားအောင်စိတ်ဓာတ်တွေနဲ့လှုပ်ရှားနေတဲ့ပုံကိုယ်တွေအဖွဲ့အစည်းတွေရှိတယ်လို့လည်းဒေါန်ဆက်စုကြီးကပြောပါသေးတယ်။တသေးချာချာစစ်ဆေးတွေ့ရှိချက်တွေအရအစိုးရဘက်ကတင်ပြတာရောပြည်သူဘက်ကတင်ပြတာရောကိုနှစ်ဖက်စလုံးမျက်မျက်တတစီစစ်ပြီးမှန်တဲ့ဘက်ကနေရက်တီပေးမယ်လို့ပြောခဲ့တာပါ။ ဒီကနေ့ဘကူးမှာပြည်သူတွေနဲ့တွေ့ဆုံတဲ့ပွဲဟာကျင်းပခဲ့တဲ့တွေ့ဆုံပွဲတွေထဲမှာတော့အခြေအများဆုံးဖြစ်တယ်လို့ထင်ကြောင်းနဲ့ခုလိုအချိန်ပေးတဲ့အကြောင်းကတော့တက်ရောက်လာတဲ့ပြည်သူတွေများတာကတကြားနောက်ပြီးတော့ဘကူးတိုင်းဟာအစင်အလာအရလည်းနိုင်ငံရေးအရာအင်တန်မှာတက်ကြွတဲ့တိုင်းဖြစ်တာကတကြောင်းဆိုပြီးတော့ရှင်းပြခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်ဟာပြီးခဲ့တဲ့လပိုင်းတွေကစပြီးတော့တိုင်းနယ်ပြည်နယ်တွေကိုသွားရောက်ပြီးသက်ဆိုင်ရာအစိုးရအဖွဲ့တွေအပြင်ဒေသခံပြည်သူတွေနဲ့တွေ့ဆုံတာတွေပြုလုပ်ခဲ့တာပါ။ပဲခူးတိုင်းကိုတော့မနေ့ကမက်ချ်လာ14ရက်နေ့မနေ့ပိုင်းကစရောက်လာတာဖြစ်ပြီးပြည်မြို့တာယာဝတီမြို့တွေကိုလည်းတွားရောက်ခဲ့ပါသေးတယ်။ နောက်ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့သတင်းတပုတ်ကိုဆက်ချင်ပါတယ်။ရခိုင်ပြည်နယ်မှာတော့တည်ငြိမ်အေးချမ်းဖို့ရအတွက်အထောက်အကူပြုကော်မတီတရက်ကိုသမရာယုံကထပ်ဖွဲ့လိုက်ပြန်ပါပြီ။ဒီကော်မတီမှာတော့ရခိုင်တိုင်းရင်းသားဖြစ်သူအမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးအေးတာအောင်ကဥက္ကဋ္ဌအဖြစ်တာဝန်ယူမှာဖြစ်ပြီးတော့ဥက္ကဋ္ဌအပါအဝင်စုစုပေါင်း14ဦးနဲ့ဖွဲ့စည်းလိုက်တာပါ။ကော်မတီဟာရခိုင်ပြည်နယ်အတွင်းမှာမငြိမ်မသက်ဖြစ်စေဖို့ဖန်တီးလှုံ့ဆော်နေတာတွေထပ်မဖြစ်ပွားစေဖို့နဲ့ ြည်내တင်းကျပ်အေးချမ်းရေးကိုဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပူကကော်မတီ2ဥက္ကဋ္ဌနှင့်တာဝန်ယူမှာဖြစ်ပြီးတော့အဖွဲ့ဝင်တွဲမှာတော့ပြီးခဲ့တဲ့အစိုးရလက်ထက်ကရခိုင်ပြည်နယ်ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့လက်ရှိရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်အောင်လဲပါဝင်နေတာကိုတွေ့ရပါတယ်။ ဒါ့အပြင်ရခိုင်ပြည်နယ်လွှတ်တော်မှာနေရာအများစုရထားတဲ့ရခိုင်မျိုးသားပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဦးလာစောလဲကော်မတီမှာအဖွဲ့ဝင်အဖြစ်ပါဝင်နေပါတယ်။နောက်ထပ်အဖွဲ့ဝင်တွေအဖြစ်ကတော့ဒုတိယရှိနေချုပ်ရခိုင်ပြည်နယ်နယ်လုံဝန်ကြီးရန်ကုန်တိုင်းရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဒုတိယရဲချုပ်တို့ကိုလည်းထည့်သွင်းဖွဲ့စည်းထားပါသေးတယ်။ကော်မတီရဲ့လုပ်ငန်းတာဝန်တွေကတော့ရခိုင်ပြည်နယ်ကိုကွန်းဆင်းလေ့လာပြီးတွေ့တဲ့တွေ့တဲ့သူတွေနဲ့တွေ့ဆုံနောက်ပြောက်အစိုးရရဲ့မူဝါဒတွေကိုရှင်းလင်းပြတာနောက်ပြည်နယ်အစိုးရအဖွဲ့လွှတ်တော်နဲ့ပြည်သူတွေကြားမှာစိတ်ဆက်ညှိနှိုင်းပေးတာတွေပြုလုပ်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာရခိုင်ပြည်နယ်ရဲ့နေရာတချို့မှာတပ်မတော်နဲ့ရခိုင်လက်နက်ကိုင်တပ်ဖွဲ့အေအေတို့ကြားတိုက်ပွဲတွေဖြစ်နေခဲ့ပြီးနေရာဆုံခွာထွက်ပြေးရတဲ့ဒေသခံပြည်သူတွေလည်းရှိနေတာပါရခိုင်ပြည်နယ်ရဲ့အခြေအနေအရရက်ကိုထိမ့်သိမ်းတာတွေပြုလုပ်ပေးဖို့ရန်ကုန်မြို့မှာရှိတဲ့နိုင်ငံတကာတန်ယုံတွေကလည်းထုတ်ပြန်ချက်တစ်ဆောင်ထုတ်ပြန်ပြီးတိုက်တွန်းထားပါသေးတယ်။နောက်နိုင်ငံတကာသတင်းတစ်ပုဒ်ကိုဆက်ချင်ပါတယ်။နယူးဇီလန်နိုင်ငံ ခရစ်ချတ်မြို့မှာပြစ်ခတ်မှုကျူးလွန်ပြီးတော့လွတ်မြောက်နေတဲ့တနတ်သမားကိုရဲတပ်ဖွဲ့ကလိုက်ပြီးရှာဖွေနေပါတယ်။မတ်လ15ရက်တုန်းကမြို့ရဲ့ဗလီတစ်ခုမှာပြစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။အဲ့ပြီးတဲ့နောက်မှာတော့တနေရတရခန်ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုပြီးတော့ရဲတွေကကြေညာထားပါတယ်။မြုပ်ကန်တွေအနေနဲ့လည်းအရေးကိစ္စမရှိရင်တက်နိုင်သမျှအိမ်ထဲမှာပဲနေကြဖို့သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။တနတ်သမားကဩစတြေးလျနိုင်ငံသားတူဖြစ်တဲ့ဆိုပြီးရဲတွေကယူဆထားတာပါ။အခင်းဖြစ်ပွားရာ area တဝိုက်ကအကြောင်းတွေနဲ့ဆေးရုံတွေကိုလည်းအပြင်လူဝင်ရောက်ခွင့်ယာယီပိတ်ထားလိုက်ပြီးရဲအဆောက်အချက်တွေချထားလိုက်ပါပြီ။ ပစ်ခတ်မှုကြောင့်ထိခိုက်သေးခြင်းမှုတွေရှိနိုင်တယ်ဆိုတဲ့သတင်းတွေပြန့်နေပြီမဲ့ရဲတပ်ဖွဲ့ကအသေးပြောက်စင်းကိုတော့အတိအကျမထုတ်ပြန်ပါဘူးမျက်မြင်တွေကတော့တနက်တန်တွေကြားရတဲ့နောက်လူတွေအသက်လူပြေးလွှားနေတာကိုတွေ့မြင်ခဲ့ရတယ်ဆိုပြီးပြောပါတယ်နောက်ပြီးတော့အယ်နူရာဘလီရှိမှာသွေးအလူးလူးနဲ့လဲကြနေသူတွေရှိတယ်လို့လည်းဆိုပါတယ်ပစ်ခတ်မှုနောက်ဆက်တွဲအခြေအနေတွေကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး ရဲတပ်ဖွဲ့ကပတ်ဝန်းကျင် area တွေမှာလမ်းတွေပိတ်ပြီးတော့တားမြစ်စုံတတ်မှတ်ထားပါတယ်။အနီးမှာရာသီဥတုပြောင်းလဲမှုဆိုင်ရာစန္ဒထုတ်ဖော်ဝဲတစ်ခုအတွက်ကလေးငယ်ထောင်ကနန်းလောက်လူစုနေတာကိုအမြန်ဆုံးအရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။အခင်းဖြစ်ချိန်ကဘင်္ဂလားဒေ့ရှ်ခရစ်ကတ်လက်ရွေးစင်အသင်းရဲ့ဘတ်ကာဟာဖလီကိုဥတီမောင်းနေနေပြီမဲ့လေသတင်းကြားပြီးတဲ့နောက်အချိန်မီပြန်လှည့်လာနိုင်ခဲ့ပါတယ်။အသင်းရဲ့ပြန်ကြားရေးအဖွဲ့ကအားလုံးဘေးကင်းပေမဲ့ကစားသမားတွေကတော့စိတ်ထိခိုက်တုန်လှုပ်နေကြတယ်ဆိုပြီးတော့ထုတ်ပြန်သွားတာပါ။